ကောင်းမညပါလေးရက်စတလာ2025အင်္ဂါညချမ်းလေးမှာ Peaceful Light Channel နေကနေဆွေးနွေးပေးခြင်းနဲ့အကြောင်းအရာလေးကတော့အဆင်ပြေမှုတွေကြုံတွေ့ရတဲ့အခါကျမတို့တွေဘယ်လိုကင်တွေဖြစ်ရှင်းကြမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့ဘဝမှာကောင်းသောအကြောင်းအရာတွေနဲ့တွေးဆောင်ခွင့်ရှိသလိုကျမတို့ကိုဝမ်းနဲ့ပူဆွေးစေတဲ့အကြောင်းအရာတွေနဲ့လည်းတွေးဆောင်နိုင်ပါတယ် တကယ်လို့ကျမတို့အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရပြီဆိုရင်လုံးဝစိတ်ပြတ်အားငယ်ခြင်းပြုလိုက်ပါနဲ့เนาะဘာလို့လဲဆိုတော့ကျမတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာကျမတို့တွေကိုလက်ရှိချိန်နေတဲ့တစ်ဆင့်မြင့်တဲ့လူတယောက်ဖြစ်စေနိုင်တဲ့လမ်းစောင့်မှုပါပဲရှင်ဘေးရမစို့ဖြည့်ရှင်းလို့မရတဲ့ပြဿနာဆိုတာမရှိပါဘူးကြုံတွေ့နေရတဲ့အခက်အခဲပေါ်မူတည်ပြီး ကျမတို့တွေဟာတစ်စင်းမြင့်တဲ့လူတယောက်ဖြစ်သွားလားအခက်ခဲပြဿနာတွေကြားမှာပြင်းမိပြီးဘဝကို ရှင်ပေးတဲ့လူတယောက်အဖြစ်နေသားမလားဆိုတာကျမတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပါတယ်။မြင်သာတဲ့ဥပမာပြောရရင်ကျမတို့တွေစီးပွားရေးလုပ်ငန်းဆောက်လုပ်ချိန်မှာ အခက်ခဲတွေကြုံတွေ့ရတယ်ဆိုရင်ကျမတို့ရဲ့လုပ်ငန်းကိုရပ်ပစ်မလားနီးလန်းရှာပြီးဖြေရှင်းမလားတေချာပေါက်ကိုကျမတို့တွေနီးလန်းရှာပြီးဖြေရှင်းကြမှာပါ။ ခက်ခဲတွေကြုံလာလိုက်ဖြစ်ရှင်းလိုက်တဲ့ကျမတို့တွေဟာမိမိလုပ်ငန်းပေါ်မှာကျွမ်းကျင်နေဆက်တဲ့လူတယောက်ဖြစ်လာမှာပါ relationship ကိစ္စတွေနဲ့ပတ်သက်ပြီးကျမတို့အခက်ခဲတွေကြုံလာခဲ့ရင်လည်းကျမတို့တွေလက်ရှိချိန်ဒီထက်တစင်းမြင့်ဖို့အခွင့်အရေးကိုအစပြုပေးနေတယ်ဆိုတာကိုကျမတို့ယုံကြည်ကြရပါမယ်ကျမတို့တွေအားလုံးပျော်ရွှင်စရာ relationship ကိုမျှော်လင့်ရင်း စိတ်လွန်ကြုံမှုမရတဲ့ပြင်းပြင်းရတဲ့ relationship အခြေအနေနဲ့လည်းရင်ဆိုင်ရနိုင်ပါတယ်။အကယ်၍မြင်ကျမတို့တွေသစ္စာဖောက်ခံရပြီးဆိုပါစို့ကျမတို့အများစုလဲပြူသွားမှာအမှန်ပါပဲ။ဒါပေမဲ့ကျမတို့အခက်ခဲကြုံလာလက်ရှိတဲ့တစ်စင်းမြင့်မိုးဆိုတဲ့အချက်ကိုကျမတို့သတိပြုရပါမယ်။ကျမတို့တွေရဲ့သက်ဆိုင်သူတွေကကျမတို့ကို ချစ်တည်ဖြစ်စေမချစ်တည်ဖြစ်စေကျမတို့ဘဝတွေကတော့ဆက်ပြီးရှင်သန်ကြရအောင်ပါ သစ္စာပေါက်ခံရတဲ့ဆက်ဆက်ရေးမှာကျမတို့တွေအမားယုံတစုံတရာ ရှိခဲ့လားအမားတွေရှိခဲ့ရင် အမားတွေကိုပြင်ပြီးတစ်စစ်မျက်နှာလူတယောက်အဖြစ် ရှင်သန်ပါကျမတို့ဘက်ကအမားမရှိပဲကျမတို့ကိုစွန့်ပစ်ခံခဲ့ရတာလားဒီလိုခြေနေမျိုးမှာကျမတို့ဟာအရင်ထပ်ပို့ပြီးတတ်မှကြားရပါမယ်ကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအခြေအနေအလုံးမှာစွန့်ပစ်ခံရခြင်းတဲ့အဆက်ဆက်ရရာတာလွန်နေဖို့ ကျမတို့တွေမိမိကိုမိမိပြောထောင်ကြရပါမယ်။ကျမတို့တွေအားလုံးဘလို့အခက်ခဲနှုတ်နဲ့မဆိုကြုံတွေ့ရချိန်မှာ လုံးဝစိတ်ပြတ်အာရုံချင်းမဖြစ်လိုက်ပါနဲ့နော်။ပြဿနာတိုင်းမှာအဖြစ်ရှိပြီးသားမို့ကျမတို့တွေကိုလက်ရှိထက်တစင်းမြင့်ဖို့အခွင့်အရေးလမ်းစာဖွင့်ပေးနေတာကိုသဘောပေါက်နားလည်ပြီးအခက်ခဲတိုင်းကိုတည်ငြိမ်စာရင်ဆိုင်ပြီးတစင်းမြင့်တဲ့အခြေအနေရအောင်အထူးထူးရှာလန်းကြစို့နော်။